ပြည်ထောင်စုတရင်တပုတ်အနေနဲ့ကတော့စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်မဲလာအတွင်းမှာနိုင်ငံတော်ဝန်အမျိုးသမီး6ဆ6ယောက်တေဆုံးတော့ခဲ့ရပြီး6ဆ6ယောက်ဒဏ်ရာရှိခဲ့တယ်လို့မမအမျိုးသမီးတမကဗီဒီယိုယူကအီဗီလာစကိုရဲ့နေ့မှာထုတ်ပြန်ချက်အရသိရပါတယ်။တိုင်းနယ်ပြည်နယ်အလိုက်တေဆုံးခဲ့ရတဲ့သူတွေကတော့မကွေးတိုင်းမှာ15ယောက်မန္တလေးတိုင်းမှာ12ယောက်စကိုင်းတိုင်းမှာ9ယောက်ပဲခူးတိုင်းမှာ9ယောက်တနင်္သာရီတိုင်းမှာ၂ယောက် ဧရာဝတီတိုင်းမှာ၁ယောက်ရခိုင်ပြည်မှာ၂ယောက်ရှမ်းပြည်နယ်မှာ၁၀ယောက်ကရှင်ပြည်နယ်မှာ၂ယောက်ကရင်ပြည်နယ်မှာ၂ယောက်နဲ့ကရင်ပြည်နယ်မှာ၂ယောက်တို့ဖြစ်ကြပါတယ်တေဆုံးခဲ့ရတဲ့သူအများစုကတော့လေကြောကနေဘုံကြီးတိုက်ခိုက်မှုကြောင့်ဖြစ်ပြီးအယောက်၅၀အထိတေဆုံးခဲ့ရပါတယ်တေဆုံးခဲ့ရသူအမျိုးသမီး၂၄ယောက်ဟာအသက်၈၀နှစ်အောက်ဖြစ်တယ်လို့ဆိုပါတယ်နောက်ထပ်တေဆုံးခဲ့ရသူတွေကတော့စစ်ကောက်စီတက်က ပြည်သူတွေရဲ့ယော်နဲ့နေအိမ်တွေကိုလက်နက်ကြီးနဲ့ပစ်ခဲ့မှုကြောင့်ဒေသခရယသူ9ယောက်ညီမုံမိုက်ကြောင့်2ယောက်အကျန်းဖက်စစ်ကောက်စီရဲ့တပ်ဖြတ်မှုကြောင့်9ယောက်မိချိုတပ်ဖြတ်မှုကြောင့်1ယောက်နဲ့လိမ်ပိုက်ဆိုင်ရာအကျန်းဖက်မှုကြောင့်1ယောက်တို့ဖြစ်တယ်လို့သိရပါတယ်